မြမနွေဦးခရိုနီကယ်မေ31မြင်ကွင်းပြည်တွင်းစစ်တရံဇာရလွန်ကျွန်းထုတ်ယူမှုနဲ့တဘာဝကပ်ပေးချိန်စာ နှစ်ပေါင်း85နှစ်ကျော်လာပြီဖြစ်တဲ့ပြည်တွင်းစစ်မိကလွန်ခဲ့တဲ့၄နှစ်စစ်အာဏာသိမ်းမှုပြီးနောက်မှာအရှိန်အဟုန်နဲ့ပြန်လည်တောက်လောင်လာခဲ့ပါတယ်ပြည်တွင်းစစ်ပထမဆုံးစတင်ခဲ့တဲ့ကာလထက်မနှိမ်နဲ့အတိုင်းတာနဲ့ ျက်စီးမှုတေဆုံးမှု စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေရရှိလာခဲ့ပါတယ်။နောက်ထပ်ဘလောက်ထိဆိုးရွားအောင်မလဲဆိုတာမခန့်မနိုင်သေးတဲ့အခြေအနေလို့လဲဆိုနိုင်ပါတယ်။ပြည်တွင်းစစ်မီးတောက်လောင်ဖို့နောင်စာကအမုန်းတရားနဲ့ငွေကြီးဖြစ်တယ်လို့ဆိုရင်လွန်အပ်မထင်ပါစစ်ပွဲတပွဲတိုက်ခိုက်ဖို့အတွက်တစ်ဖက်ရန်သူကိုမုန်းတဲ့အမုန်းတရားကိုလှုံ့ဆော်ပေးနိုင်မှသာမိမိတို့တပ်တွေကတစ်ဖက်ကိုအနိုင်တိုက်ခိုက်ဖို့စိတ်တက်ရေးအရာအင်းအားဖြစ်စီတာဖြစ်ပါတယ် ရန်သူဖက်ကရက်ဆက်မှုမတရားပြုကျင့်မှုနိုင်ထက်စီနင်းလုံဆောင်မှုငွေကြေးတရားစာရတွေကို မတရားရယူအသုံးချနေတဲ့ဆိုတဲ့အကြောင်းရင်းတွေကိုလှုံ့ဆော်ကြရတာတဘာဝဖြစ်ပါတယ်အဆိုပါအကြောင်းရင်းတွေကအပြည့်အဝမဟုတ်သည့်တိုင်တစိတ်တပိုင်းမှန်ကန်နေတယ်ဆိုတာမျိုးနဲ့စစ်ပွဲတွေကိုပြက်ပြက်သားသားတိုက်ခိုက်ကြဖို့နိုးစော်ကြတဲ့သဘောလို့ဆိုရင်မှားမယ်မထင်ပါစစ်ပွဲတွေအတွက်ဒုတိယလိုအပ်ချက်ကငွေကြေးဖြစ်ပါတယ်လက်နက်ခဲယံဝယ်ဖို့ရာငွေကြေးလိုတယ် ိုလက်နက်ကင်တက်တွေကိုရိတ်ခါနဲ့ခန်းစားခွင့်နဲ့အခြားအသုံးစိတွေအတွက်ငွေကြေးကမရှိမဖြစ်လိုအပ်လာပါတယ်။ တစ်ဖက်မှာစစ်မဲ့ဖြစ်ပွားနေတာကြောင့်နိုင်ငံထဲမှာဝန်ဆောင်မှုကုံထုတ်လုပ်မှုနဲ့စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှုတို့ထက်တယံဇာရထုတ်ယူရောင်းချမှုလိုလုပ်ငန်းတွေသာလုတ်ကိုင်နိုင်တဲ့အနေထားကျွမ်းကျင်မှုရည်ရှိရင်းနှီးမြှုပ်နှံမှု အကျိုးခံစားရတဲ့လုပ်ငန်းတွေထက်စူလွေနဲ့လွေရင်းနှီးမြှုပ်နှံမှုတွေသာလုတ်ကိုင်ဖို့အခွင့်သာတဲ့အနေထားဖြစ်ပါတယ်။ ဒီအခြေအနေတွေကနိုင်ငံရဲ့ရင်းမြေဒေသအသီးသီးမှာရှိတဲ့တရားစာရမျိုးမျိုးကို ထုတ်ယူဖို့လက်နက်ကင် အဖွဲ့အစည်းအသီးသီးကိုမလွဲမချောင်သာရွေးချယ်စေတာဖြစ်ပါတယ်လက်နက်ကင်အဖွဲ့အစည်းတွေအနေနဲ့အဖွဲ့အစည်းကကိုယ်တိုင်ကြီးကြပ်ပြီးထုတ်လုပ်တာဖြစ်စေပုတ်ကလစ်ကထုတ်လုပ်တဲ့သူတွေကိုအခွန်ကောက်ရယူပြီးထုတ်စေတာဖြစ်စေမိမိတို့ထိမ့်ချုပ်နေမြေတွေမှာထုတ်ယူကြတာမြန်မာနိုင်ငံအနှံ့တွေမြင်နေကြရပါတယ်စကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းမြောက် ရှမ်းအရှိ ကရင်ပြည်နယ်တို့မှာတဦးချင်းလက်နဲ့မဟုတ်ပဲစစ်ရန်တရားတွေနဲ့ရွှေမျောနဲ့ရွှေတွင်းတွေအများပြား ရွှေထုတ်ယူမှုရဲ့အကျိုးဆက်က ရေအရင်းမြစ်တွေပျက်စီးသွားတာတစ်တော်ပျက်စီးတာမြစ်တောင်တိမ်ကောတာစိုက်ပျိုးမြေတွေပျက်စီးတာတွေနဲ့မြည်ရည်မြစ်တွေမှာအစိတ်တင့်တဲ့အကျိုးဆက်တွေခံစားနေကြရတာဖြစ်ပါတယ်။ဒီနေ့ဆိုရှယ်မီဒီယာသတင်းတွေမှာချီဖွဲမျိုးရေးကြီးတဲ့သတင်းချာတိကြရတာဖြစ်ပါတယ်။ ရော်ရီမြစ်ရဲ့မြစ်ဆုံအဖျားပိုင်းမှာရေကြီးပြီးနောက်ကချင်းပြည်နယ်မြို့တော်မြစ်ချနာမြို့ကိုလည်းခု31ရက်နေ့ညပိုင်းမှာရေစတင်မြင့်တက်လာနေပြီးအနှိမ်ပိုင်းရက်ွက်တွေကို ရေစတင်ဝင်လာနေပြီလို့ ဆိုရှယ်မီဒီယာမှာခုညပိုင်းမှာတွေ့နေရပြီဖြစ်ပါတယ်။အလားတူကချင်းပြည်နယ်ဖားကန်ရဲ့ကြောက်စိန်တွင်းတွေကလူလုဘေးအနေမကြာခဏကြာရောက်စေတာဖြစ်ပါတယ်။ဖားကန်မှာမြေစာပုံပြူတာ၊နုံကံပောက်တာတွေကြောင့်ဖြစ်ရတဲ့ခုချင်းမှာပင်လင်းအသက်ဆုံးရှုံးရသူဆေကနန်းကနေရာကနန်းထိရှိတဲ့ဖြစ်ရတွေမကြာခဏဖြစ်ပွားနေတာတွေ့ရမှာဖြစ်ပါတယ်။ ဖားကတ်နေသားကရေစီးရချောင်းတွေမှာလဲကြောက်စိမ့်တူးရကထွက်တဲ့မြေစာပုံတွေကချောင်းရေစီးတွေညင်ညမ်းစေတာရေစီးနှေးကွေးလမ်းကြောင်းပြောင်းစေရက ရေကြီးမှုတွေဖြစ်ပေါ်စေတာပါတနင်းတားအတိုင်းမှာလဲတတ်ထူတူးဖော်မှုတွေအခုလိုကာလမှာအရှိန်ဟုန်နဲ့မြင့်တက်လာနေပြီးတစ်တော်ပြုံးတီးတာရေစီးစင်းရလမ်းကြောင်းတွေပြောင်းလဲစေတာနဲ့ဓာတ်ရုပ်ပျက်စီးသုံးဆွဲရကညင်ညမ်းမှုတွေစတဲ့အကျိုးဆက်တွေပုံမှုဖြစ်ပေါ်စေတာ တွေ့ရပါတယ် ရှမ်းပြည်နယ်အရှိပိုင်းဝပြည်သွေးစည်းငွေငွေရက်ကထိမ့်ချုံနေမြေထဲမှာလဲကချင်ပြည်နယ်မှာထွက်ရှိတဲ့မြေရှားတပ်ထုတုတ်လုတဲ့နေရာတွေတွေ့ရှိရကြောင်းမကြသေးခင်ကဂျိုဒုတပ်ပုံတွေအရသိရှိကြရပါတယ်။ရှားအရှိတာချီလိုက်ဂျိုင်းတုံတို့နဲ့ဆက်ဆက်နေတဲ့ဒေသတွေမှာရွှေတူးဖော်တာကြောင့်မြေချောင်းတွေတိမ်ကောလာတာ ်တစ်တော်ပြုံးတီးလာတာတွေကအရင်နှစ်အတန်းကြာတွေကသိရှိပြီးပြည်ထနာတရက်ဖြစ်ပြီးအခုခါမှာအင်းနီချင်းထိုင်းနိုင်ငံဘက်ကပါတက်ရောက်မှုရှိတဲ့ပြည်ထနာတရက်ဖြစ် ရောက်ရှိလာနေတာဖြစ်ပါတယ်မြန်မာနိုင်ငံဘက်မှာမြစ်ပြားခံလာတဲ့မြစ်ချောင်းတွေမှာပါဝင်နေတဲ့တထုတူးဖော်ရေးလုပ်ငန်းတွေကဓာတ်ရုပ်အစိတ်တက်ကမြစ်တွေချောင်းတွေထဲကငါးတွေကိုရောဂါဖြစ်စေတာထိုင်းနိုင်ငံဘက်မှာအထောက်ထားတွေတွေ့မြင်လာကြပါတယ် ကချင်ပြည်နယ်ကရွှေမြေရှာကြောက်စိန်ရှမ်းစကိုင်းမန္လီရှမ်းပြည်နယ်တို့မှာရွှေတနင်းတိုင်နဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့မှာတက်ထူတူးဖော်မှုစကိုင်းပဲခူးမကွေးတိုင်းဒေသအချို့တနင်းတိုင်တို့မှာတစ်ထုတ်လုံမှုစတာတွေရဲ့ဆိုးကျိုးတက်ရောက်မှုတွေက ခုနှစ်တွေမှာခက်စိတ်စိတ်တွေ့မြင်လာကြရပါတယ်။စစ်ပွဲတွေဆင်နွှဲကြရတဲ့အခါအရေးတကြီးလိုအပ်လာတဲ့ငွေကြေးအတွက်တရားစာရတွေကိုထုတ်လုပ်လို့ရနိုင်သလောက်ထုတ်ယူကြဖို့အခြေအနေကတွန်းပို့စေတာဖြစ်ပြီးတရားစာရလွန်ကျွန်းထုတ်ယူမှုကြောင့်ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကိုဒီပတ်ဝန်းကျင်ဒေသမှာနှီးထိုင်နေကြတဲ့ဒေသခံနဲ့ဆက်ဆက်ဒေသတွေလို့ဆိုနိုင်တဲ့မြစ်ချောင်းတလျှောက်ကတခါတည်ရန်နိုင်ငံနေနမိတ်ကျော်လွန်တဲ့အထိတက်ရောက်ခန်းစားကြရမှာဖြစ်ပါတယ်။ တစ်တော်ပြုံးတိမှုတွေကရက်တန့်ပြီးတစ်ပင်တွေပြန်လဲစိုက်ပျိုးသည့်တိုင်ဆဲဆုနှင့်များစွာထိငကူအနေထားပြန်ရောက်ဖို့မလွယ်ကူပါဘူးတထုနဲ့ကြောက်မြတ်တူးဖော်မှုတွေရေမြေတဘာဝကိုထိခိုက်စေတဲ့မြေရှားတန့်စင်မှုတွေရဲ့ထိခိုက်ပျက်စီးမှုကလည်းနှစ်အနည်းငယ်အတွင်းကုစားဖို့မလွယ်ကူတဲ့အနေထားတွေဖြစ်ပါတယ်မြေရှားတင်ရန်စာရပမာဏအများပြားရှိတယ်လို့ဆိုတဲ့ယူကရိန်းနိုင်ငံဒီပင်လင်းရုရှားနဲ့စစ်ပွဲဖြစ်ပွားပြီးနှစ်နှစ်ကြာမှာစစ်လက်နက်တွေထောက်ပံ့ပေးခဲ့တဲ့အမေ ရိကန်ပြည်ထောင်စုရဲ့တီယန်ဇာရအကျိုးတူထုတ်လုပ်ဖို့တောင်းဆိုမှုကိုလိုက်လျောခဲ့ရတဲ့အဖြစ်ကနိုင်ငံတကာကတာရကတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံအဖို့လဲပြည်တွင်းမှာစစ်ကောင်စီတော်လှန်ရေးလက်နက်ကိုင်အင်အားစုအသီးသီးကစစ်ပွဲတွေအတွက်လိုအပ်တဲ့ငွေကြေးအတွက်လက်လှမ်းမိတဲ့နေရာဒေသတွေကတရားစာရတွေထုတ်ယူနိုင်တဲ့လို့ထုတ်ယူကြမှာတန်တရားဖြစ်စရာမရှိပါဘူးဒီလိုအလွန်ကျွန်းထုတ်ယူမှုတွေရဲ့အကျဉ်းစာဖြစ်တဲ့တဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့အစိတ်သိမ့်မှုတဘာဝကပ်ဘေးတွေကိုအကျဉ်းစာဖြစ်တဲ့နောင်ဆယ်စုနှစ်များစွာထိခံစားကြရမှာဖြစ်ပါရဲ့ရှင်